နေဟာဘုရားဟောခဲ့တဲ့ဒီအာပြန်ကထနာဆယ်ချက်ကိုကြည့်ရမယ်ဘုရားဟောတဲ့အဟောတိုင်းဘုရားရှင်ရဲ့အယူတိုင်းဟောဒီဆယ်ချက်ကိုတည်ပြီးနောက်ဖြစ်တယ်မယူဘူးမဖြစ်ဘဲမယူဘူးမဖြစ်ဘူးမယူဘူးတချို့ပြတချို့မဖြစ်လည်းမယူဘူးဖြစ်တာလည်းမဟုတ်မဖြစ်တာလည်းမဟုတ်လည်းမယူဘူးလို့ဆိုတဲ့အဖြစ်မျိုးကိုရောင်းကိုယူလို့မရကြဘူးပြန်ရောင်းကိုယူလို့မရကြဘူး ဘယ်လိုယူကြကြလဲလို့ဆိုရင်တရားကိုအာမထုတ်ကြလို့တရားမသိကြတဲ့သူတွေကတော့ဒီပြီးနောက်ဖြစ်မှာတို့ကတော့တရားအာထုတ်ပြီးသွားပြီဖြစ်တဲ့အတွက်တရားသိပြီးသွားပြီဖြစ်တဲ့အတွက်တို့ကတော့ဒီပြီးနောက်မဖြစ်တော့ဘူးမယ်အဲ့လိုယူတဲ့သူကလည်းယူတယ်ကွာအဲ့တော့နော်ကျုပ်တို့ဘုရားဟောခဲ့တာကတရားအာထုတ်ပြီးခြင်းမပြီးခြင်းတရားထုတ်ပြီးဘူးမပြီးဘူးဆိုတဲ့အပိုင်းခံရတယ်ပြောခဲ့တာမဟုတ်ဘူးတရားထုတ်လို့ပြီးပြီးမပြီးဘူးတရားအာထုတ်ထုတ်မထုတ်ထုတ်အဲ့ဒီသူတွေလို့ရှိရင် ြစ်တယ်လို့လည်းမယူဘူးမဖြစ်ဘူးလို့လည်းမယူဘူးတချို့ဖြစ်တချို့ဝင်ဖြစ်လို့လည်းမယူဘူးဖြစ်တာလည်းမဟုတ်မဖြစ်တာလည်းမဟုတ်လို့လည်းမယူဘူးအဲ့ဒါရှင်းရတယ်ဗျာသူတို့ဟာသူတို့ငယ်ငယ်တုန်းကလည်းပဲသင်နေပါလေရဟန္တာတည်ပြီးတော့မဖြစ်တော့ဘူးသူတို့ရှင်တည်ရင်တော့ဖြစ်အောင်ပါဟောဒီလိုမျိုးလိုဖြစ်တော့ရှိလို့ရသူတို့ဘုရားတော့ရဟန္တာတွေဘုသူရှင်တွေမဟုတ်ဘူးတည်ပြီးမဖြစ်ဘူးလို့လည်းမယူဘူးဖြစ်တယ်လို့လည်းမယူဘူးတချို့ဖြစ်တချို့ဝင်ဖြစ်လို့လည်းမယူဘူး စ်တာလည်းမဟုတ်မဖြစ်တာလည်းမဟုတ်လို့လည်းကိုပဲယူဘူးလို့ဟောဒီလိုမျိုးလို့ဒါဘုရားရဲ့ဝါဒပါဗျာရှင်းသာငကိုရှိလို့တယ်အယူဝါဒတွေကိုစွန့်မို့မစွန့်ဘူးတဲ့မစွန့်တော့မှဘယင်အကူကြီးတောင်းပြီးတော့သင်္ဃာယနာတင်တယ်သူတို့ဂျင်ညာကျက်ဆေကျက်ကိုအရမလို့ဆိုပြီးတော့ဆုံးမြတ်တယ်အရမဆုံးပြရင်ဒီကိုယ်တော်တွေကဘာဖြစ်လဲအရမဝါရီတွေမဖြစ်ဘူးလား အရမဝါရီတွေကိုအပေါင်းသေးမလုံးနိုင်ဘူးဆိုပြီးတော့နှင်ထုတ်ပလိုက်တာအဲ့ဒီနှင်ထုတ်လိုက်တဲ့အကျိုးကျေးဇူးဟာဂိုင်းကွဲတာအဲ့ဒါကိုဘုန်းကြီးတွေကအထူးပဲဆိုရင်နှင်ထုတ်လိုက်တဲ့အတွက်ကြောင့်ဘာဖြစ်လဲနှင်ထုတ်ခံရတဲ့တူတူတော့သူကဂိုင်းအစ်စ်ကိုထောင်မယ်ဆိုပြီးတော့သိကပုတ်တွေဖြုတ်လိုက်ထုတ်လိုက်လုပ်ပြီးတော့ဂိုင်းအစ်စ်ထောင်သွားလိုက်တာမဟာသံဃိကဂိုင်းပေါ်သွားတယ် ဒီဘက်ကသေးသားဝါဒခိုင်းနှစ်တရာတဲ့ကနှစ်ခိုင်းကွဲအဲ့ဒါတွေကထထထထကွဲလိုက်တဲ့နောက်ကြတော့ဂိုင်းပေါင်းအသကမင်းလက်ထက်နောက်တဲ့နှစ်200ကြာတော့ဂိုင်းပေါင်းဆက်ဆက်ဂိုင်းကိုဖြစ်သွားအဲ့ဒါကြောင့်နော်အပြင်းအထန်အတင်းချနှိတ်ကော့အေးယူပြီးတော့နင်ထုံးမဲ့အစားအလုံးလက်တွဲဖြောင်းပြစီးယုံပြီးတော့လှုပ်လို့ရဲ့ ပိုကောင်းတယ်ဆိုတဲ့ policy ကိုဘုန်းကြီးတို့တော့မကြိုက်အဲဒါကြောင့်ဓမ္မဂရိကအများရဲ့မပြန့်ပြစီဝေတံမြင့်ခြင်းသည်တံပိုးရှိပါတယ်ပရိရိရဲ့ဩဝါဒကိုခံယူခြင်းသည်တံပိုးရှိပါတယ်သာသနာတော်ရဲ့တာဝန်အရှိဆုံးဝင်ကြီးတစ်ပါးကိုလည်းတက်ရပြီးတော့ဩစကားပြောခြင်းကလည်းပို၍ပို၍တံပိုးရှိတဲ့စီဝေကိုဒီကနေ့လောက်ခဲ့ရလိုက်ကြ တပည့်တော်တို့ဗမာပြည်ကကလေးတွေကလည်းယံဖြစ်တယ်လူကြီးတွေကလည်းယံဖြစ်တယ်ဦးဇင်းတို့ခွန်ကြီးတွေလည်းယံဖြစ်တယ်ဒါတော့ဗမာပြည်ကယံဖြစ်တာကို ကုသိုလ်လို့ထင်နေသလားမပြောတော့ဟုတ်လားယံဖြစ်တာဦးဇင်းတို့ကုသိုလ်လားအကုသိုလ်လားအဲအကုသိုလ်အဲ့လိုတော့တိအောင်လို့လုပ်ပြီးလို့ဖောင်းတယ်ဟုတ်လားယံဖြစ်နေခြင်းဖြင့်ဘာမှဦးဇင်းတို့အကျိုးမများဘူး ဘုရားရှင်ကအဲ့ဒီရံဖြစ်တဲ့ပုံကိုယ်တွေကိုအဲဒါကနေပြီးတော့စိတ်စားပေးတာမနည်းရကပြောတဲ့ဘိညာဏံတန္တာတာဆိုတာအဲ့ဒါပြောတာသဘောတရားကိုနေတဲ့ပုံကိုယ်တွေကိုတန္တာတာစိတ်စားပေးပါတဲ့ဦးဇင်းတို့ဓမ္မဂတိကတွေပမာပြင်းမှာဖြစ်ပေါ်နေတဲ့ရန်ပွဲအတိအပြီးကိုငြင်းကြံအောင်တရားဟောကြဖို့အမတန်လိုအပ်တယ် အဲယံဖြစ်တယ်ဆိုတာဒေါသဒေါသဆိုတာအကုသိုလ်ဖြစ်တယ်အကုသိုလ်ဆိုတာကသိုးပင်သိုးပင်စိုက်ပြိုးတော့သိုးရိုးပဲလားရမှာပေါ့အဲ့ဒါကိုကလေးကစနားလည်အောင်တရားဟောပြီးတော့ဆုံးပါပါအမတန်အရေးကြီးပါတယ်အေးအေးညီညီညွတ်ညွတ်နေတာကြတော့မေတ္တာမေတ္တာဆိုတာကုသိုလ်ခေါ်တယ် ကုသိုလ်ဆိုတာကကောင်းမယ်ဘုရားရှင်ကယာတိတံဝပတိပီစံဒါရိတံဟရတိဖလံတဲ့ကောင်းမယ်စိုက်ပြိုးရင်ကောင်းကျိုးပဲရမှာပဲတဲ့ဒါကြောင့်ဗမာပြည်သူပြည်သားအချင်းချင်းညီညီညွန့်ညွန့်နဲ့မေတ္တာဟူသောကုသိုလ်ကောင်းမယ်စိုက်ပြိုးနေထိုင်နေထိုင်ကြဖို့အရှင်ဘုရားတို့ဓမ္မကတိကတွေက ဟောပြောဆုံးမပေးကြပါလို့ တိုက်တွန်းရင်တပည့်တော်ရဲ့ဩဝါဒကထာကိုညီကုန်းရုပ်ပါပဲအာရုသာရုသာရုစလုံးနေသာသာဒူးနေတာအတန်နေဒူးနေတာပါအဘိဘယ်လည်းပဲဒူးနေတဲ့ချက်တွေအများကြီးတော့ရှိလိမ့်အဲ့ဒါလေးကြားညက်ပြီးတော့မတူတဲ့ပုံမှာမငင်းနဲ့တူတဲ့ပုံမှာအကုန်ပေါင်းပြီးတော့လက်တွဲ အဲ့ဒါ united ပဲအဲ့ဒါ union ပဲခရစ်ယာန်က believe in god သူက believe in the buddha သူဒါပေမဲ့ကိုယ်နှုတ်စိတ်ကိုထိ discipline ခရစ်ယာန်လည်းရှိတယ်ဗုဒ္ဓဘာသာလည်းရှိတယ်ကိုယ်နှုတ်နှစ်ပါးထိစိတ်ကံသီလအစ္စလာမ်ဟိန္ဒူမှုဗုဒ္ဓ ကောင်းရှိအဲ့လိုအဲ့လိုတူတဲ့အပေါ်လေးတွေမှာအကုန်ပေါင်းပြီးတော့မတူတာတွေကိုမငင်းခုံပဲတူတာလေးရွေးပေါင်းပြီးတော့လက်တွဲလမ်းလျှောက်နေကြရင်တကယ် United ဖြစ်ပါတယ်တကယ် Union ဖြစ်ပါတယ်အဲ့ဒါကိုခေါ်ရတာက common ground to live and together အဲ့မှာအတူနေကြမေတ္တာ ဘယ်ဘာသာကမှမမြင်ဘူးကရုဏာဘယ်ဘာသာမှမမြင်ဘူးသရဝအကျိုးငါဆောင်ရမယ်မေတ္တာသရဝဒုက္ခရောက်ဒုဆောင်ချောင်းမယ်ကရုဏာအဲ့ဒါဘယ်ဘာသာမှငြင်းခုံမရှိနိဗ္ဗာန်တို့ကောင်းကင်ဘုံတို့ဆိုရင်ငြင်းလိုက်ငြင်းစရာတွေကိုဖယ်ထားလိုက်တူတာတွေယူပြီးပေါင်